ောင်မင်သားလို့ခေါ်တဲ့တောအုပ်တစ်ခုမှာဝဝစာကလေးကသူ့ရဲ့ယောက်ျားကားလူကြီးကနဲ့အတူနေထိုင်ပါတယ်။လင်မယားနှစ်ယောက်လုံးကအရန်ကိုဆင်းရဲတာပေါ့။သူတို့ကသူတို့စားနေရိတ်ခါတွေအတွက်အရန်ကိုခက်ခက်ခဲခဲရှာကြရတာပေါ့။တနေ့မှာတော့ဝဝကပြောတယ်။ဒီတစ်ခါတော့ဘာလုပ်မယ်လို့စဉ်းစားထားလဲ။ဒီတစ်ခါတော့ပဲပင်တွေပဲစိုက်မယ်လို့စဉ်းစားထားတယ်။လွန်ခဲ့တဲ့နှစ်နှစ်တုန်းကပဲပင်တွေစိုက်ခဲ့တာမှတ်မိသေးလား။အဲ့တုန်းကဘာဖြစ်သွားလဲဆိုတာကိုမသိဘူးလား။ မှတ်မိတာပေါ့ပဲပင်နေပျက်စီးသွားရယ်လေဒါပေမဲ့အဲ့ဒီတော့ငါပိုးစားသွားလို့လေဒီတခါတော့ငါသေးချာစိုက်ပြိုးပါမယ်ကောင်းပြီလေပဲပင်နေအများကြီးစိုက်ပြီးတော့ဘာလုပ်မလို့လဲပဲထမင်းနေချက်ပြီးတော့ဘိုက်ဝါတော့အောင်စားပြစ်မှာပေါ့ဘာလုပ်ရမှာလဲကာလူကြီးကရဲ့စကားကိုနားထောင်ပြီးတော့သူ့ရဲ့မိန်းမဝဝစားကလေးကရှီလိုက်ပါတော့တယ်မိုးရည်လေးရောက်တော့မယ်ဆိုတော့ကာလူကြီးကကသူ့ရဲ့စိုက်ခင်းထဲမှာပဲပင်တွေကိုစိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ် သူကတေးသေးချာချာဆိုင်ခင်းကိုရှင်းရှင်းလင်းလင်းလုပ်ပြီးတော့ပဲစီတွေကိုစိုက်ပြုတ်လိုက်ပါတယ်။ရက်အနှဲငယ်ကြာပြီးတဲ့နောက်မှာ အပင်လေးတွေပေါက်လာပါတယ်။နောက်တော့လက်လက်ဆက်ဆက်ပဲသီးလေးတွေပါတီးလာပါတယ်။ဘဝရေဘဝလာပါဦးမြို့ပြဆရာတကူရှိလို့ကာလူချင်းကန်ကဝဝစာကလေးကိုစိုက်ခင်းနဲ့ခေါ်သွားပါတယ်။စိုက်ခင်းကိုတွေ့ပြီးတော့ဝဝစာကလေးရဲ့နှခမ်းမှာအပြုံးလေးတွေပေါ်ထွက်လာပါတယ်။စိုက်ခင်းတစ်ခုလုံးကလက်လက်ဆက်ဆက်ပဲသီးလေးတွေနဲ့ပြည့်နေနေပါတယ်။ ဖះရဲ့ကျေးဇူးကြောင့်မလို့ဒီတစ်ခေါက်တင်းလန်လေးအများကြီးဖွင့်ဖြိုးနေတယ်။ဟိုဝါရေနစ်ကြည့်နေလိုက်ဒီတစ်ခါတော့ဒီပဲသေးရဲ့နဲ့ပတ်စံနေအများကြီးရတော့မယ်။ပတ်စံနေရတာနဲ့အရင်ဆုံးအတိုက်ရဲ့အမှုပြင်မယ်လို့စဉ်းစားထားတယ်။ပြီးတော့လိုချင်တာတစ်ခုခုရှိရင်လည်းပြောရှိတယ်။ငါဘရက်ကြီးကြီးတစ်ခုလောက်လိုချင်တယ်။အေးပါတစ်ခုမဟုတ်ဘူးဒီတစ်ခါတော့နှစ်ခုဝယ်ပေးမယ်။ပဲဆိုင်ခင်ကိုတွေ့ပြီးတော့လင်မယားနှစ်ယောက်လုံးအိမ်မက်တွေပါမက်နေတော့တယ်။ တောအုပ်တစ်ခုမှာလည်းကာလူနယ်ဝဝရုဆိုင်ခင်းကတိနံနေအများကြီးဖြစ်ထွန်းနေဆိုတဲ့အကြောင်းပြန့်နှံ့သွားပါတယ်။ဒီနေ့မှာတော့ကာလူကြီးကန်းရဲ့အတိုက်ကိုတကြီးဦးနီချက်တူရေးကရောက်လာပါတယ်။အော်တကြီးရေလာပါဦး။အေးဝဝနေရောအဆင်ပြေရလား။ဦးနီရဲ့ဖျားသခင်ရဲ့အလိုတော်နဲ့ပဲအဆင်ပြေပါရဲ့။ငါလည်းဖျားသခင်ရဲ့အလိုတော်နဲ့ဒီကိုရောက်လာတာပါကြားရတော့ဒီတစ်ခေါက်သေးနေတယ်အများကြီးဖြစ်ထွန်းနေဆို ဟုတ်ပါတယ်တကြီးရဲ့အားလုံးကဖျားသခင်ရဲ့ညှတာပေးမှုပါပဲအဲ့ဒါဆိုရင်ဘလို့စဉ်းစားထားလဲနင်ဘသူ့ကိုသေးနံနေရောက်ပါလဲဦးနီရေအခုတော့အဲ့ဒီအကြောင်းနေမစဉ်းစားရသေးဘူးတင့်တော်ရဲဈေးရမယ်ဆိုရင်တော့ရောင်းလိုက်မယ်လေအဲ့ဒါဆိုရင်ငါရှိတာပဲငါ့ကိုသေးနံနေအားလုံးပေးလိုက်1ကီလိုကို25ရူပီပေးမယ်တောက်ခဲအမျိုးတွေတိုင်းမှာပဲသီးတွေကို1ကီလို25ရူပီ30ရူပီနဲ့ရောင်းနေရလေ ဘဝအဲ့ဓာတွေကပဲသီးတွေနော်ဂျုံမဟုတ်ဘူးတလားလောက်ထားထားလို့မရဘူးနှစ်ရက်လောက်နေရင်တော့မှပဲသီးတွေအကုန်လုံးချက်သွားလိမ့်မယ်ငါရှိမှတိုးလောင်ယုံရှိရဲ့ငါနင်းရဲ့သီးနှံတွေအကုန်လုံးဝဲမယ်လက်ငင်းဝဲမယ်ဟုတ်ပြီလားတကြီးရေညနေကျရင် ပြောမယ်နော်တကြီးကအဲ့ဒီနေရာကနေထွက်သွားပါတယ်သူထွက်သွားပြီးတဲ့နောက်ဝဝကကာလူကိုအကုန်ပြောပြလိုက်ပါတယ်။ဘာလို့ ਆ မလဲဝဝရဲ့ငါလည်းနားမလဲတော့ဘူး။ ဒီဟွာသူကြီးကငါတို့လိုဆင်းရဲတဲ့လယ်သမားတွေအပေါ်အမြဲတမ်းအမျက်ယူတယ်။ငါတို့စီကနေဈေးနဲ့နဲ့နဲ့ဝယ်ပြီးတော့မြို့ပေါ်မှာဈေးကြီးကြီးနဲ့သွားရောက်နေ။ငါကတော့နေတခြားငတ်တွေကိုပြောပြီးတော့ရောင်းလိုက်တဲ့နယ်။အဲ့လောက်ထိမလွယ်ဘူးဝဝရဲ့။တကြီးရဲ့သဘောမပါဘဲနဲ့ဘသူမှငါတို့ရဲ့ပဲသေးတွေကိုဝယ်မှာမဟုတ်ဘူး။ငါကတော့သိန်းတန်တွေပျက်စီးသွားပြီးဘာပတ်စံမှမရလိုက်ပါဘူးစိုးရိမ်နေ။အဲ့ဒါဆိုရင်ဘာလုပ်နိုင်မှာမလို့လဲ။ ။တကြီးကငါတို့ရဲ့သီးနှံတွေကိုမျက်စိကျနေမှာတော့သူ့ကိုပဲရောင်းရတော့မှာပေါ့။အဲ့ဒီလိုနဲ့ပဲနေအောင်လုံးစကားတွေပြောကြရင်လည်းအသက်အကျယ်ကြီးတွေကိုကြားလိုက်ရတယ်။ငှက်တွေရဲ့ကြွေးကြော်တာတွေပေါ့။နေအောင်စလုံးချက်ချင်းသွားကြည့်တော့တောက်ကအတိုက်တွေမီးလောင်နေကြတယ်။မီးကအရန်ကိုတောက်နေတာပေါ့။ဘဝရဲ့အတိုက်တစ်ခုပဲဘေးကင်းကင်းနဲ့ရှိနေခဲ့တယ်။ဘာလို့လဲဆိုတော့သူ့အတိုက်ကစိုက်ကင်းရဲ့ကန်းဆက်နာမှမလို့ပါ။ပြီးတော့တခြားအတိုက်တွေနဲ့လည်းအဝေးကြီးမှာပေါ့။ ဝဝါကချက်ချင်းမဲ့နှက်တီကိုအကူညီဖို့သွားတာပေါ့ခဏအချိန်ကြာပြီးရဲ့နောက်မှာတော့မီးငိမ့်လို့ရသွားပါတယ်ဒါပေမဲ့လည်းတောအုပ်ကအတိုက်တွေအကုန်လုံးမီးလောင်ပြီးတော့ပြကျသွားပါပြီပစ္စည်းတွေအကုန်လုံးရောရိတ်ခါတွေအကုန်လုံးရော ပြဖြစ်သွားပါတယ်အားလုံးအတင်းထားပါအောင်ကျွန်တော်တို့တွေပေါင်းပြီးတော့တစ်ခုမဟုတ်တစ်ခုတော့လောက်ကြမှာပါဒါမှမဟုတ်ရင်ငါတို့ရွာသူကြီးစီကိုသွားမလားသူ့စီအားနဲ့အကူအညီတောင်းရမယ်လေ ဟုတ်တယ်နင်ပြအမှန်နဲ့ငါတို့အတူတူသွားကြမယ်တောဦးကငှက်တီအားလုံးတကြီးစီကိုရောက်လာပါတယ်တောဦးကငှက်တီအားလုံးကသူ့ပြဿနာကိုသူပြောပြတော့တကြီးကအားလုံးကိုငင်းဆန်လိုက်ပါတယ်ဒီကနေသွားလိုက်တော့လှုပ်ဖို့အဲ့ဒါပဲကြံတော့တယ်မလားခယူးမဆိုင်ကြတာကနင်တို့ပဲမီးလောင်လောက်တာလဲနင်တို့ပဲလीပြီးတော့ခဲအမှငါလားတကြီးရဲ့စကားကိုနားထောင်ပြီးနောက်တောဟုတ်ကငှက်တီအားလုံးကဒေါသထွက်သွားတော့တာပေါ့ ဒါပေမဲ့လည်းသူတို့မတက်နိုင်လို့ထွက်သွားလိုက်ရပါတယ်။အိမ်ပြန်ရောက်တော့ကာလူကတချို့ငတ်ကလေးတွေဗိုက်စာနေလို့ငိုနေတာကိုတွေ့တော့ဘဘောကိုပြောတယ်။ဘဘောရေအိမ်မှာဆံဘလောက်ရှိသေးလဲ။အခုတော့အများကြီးရှိသေးတယ်။ဒါပေမဲ့နင်ဘာလို့မေးရလဲ။မျက်စိမှာပဲတွေလည်းလုံလုံလောက်လောက်ရှိရဲ။ဒါဆိုရင်ငါတချမ်းငတ်တွေနဲ့ပေါင်းပြီးတော့မီးဖို့အကြီးကြီးလုံးလိုက်မယ်။ပြီးတော့နေရာတချမ်းငတ်တွေနဲ့ပေါင်းပြီးတော့အားလုံးအတွက်ပဲထမင်းချက်ဖို့ပြင်ဆင်နေကြ။ ငါးစီမှာပဲနဲ့ဆန်သစိရှိသရွေတော့တောက်ထဲကငှက်ကလေးတွေတကောင်မှဖိမစားစေရအောင်။ဒါပေမဲ့ပြီးရင်ငါတို့ဘာလုပ်ကြမှာလဲ။ဟိုဝါရေငါတို့အတွက်ကတော့နောက်မှပဲစဉ်းစားကြတာပေါ့။အခုတော့တောက်အတွက်ပဲစဉ်းစားမယ်။နောက်တော့ဝဝစားကလေးလည်းဘာမှမပြောတော့ပါဘူး။သူထမင်းချက်ဖို့အတွက်စပြီးတော့ပြင်ဆင်နေပါတော့တယ်။နောက်တည့်ရက်အထီတော့ဝဝရဲ့မိဖို့ကြောင့်လည်းပဲထမင်းနေအများကြီးရှိနေသေးတယ်။ပြီးတော့တောက်ကငှက်ကလေးတွေရဲ့စာလောင်မှုကိုလည်းဖြည့်သိမ့်ပေးခဲ့ပါရဲ့။ ညက်ကလေးတွေအားလုံးကလည်းဝဝဆာကလေးနဲ့ကာလူကြီးကန်ကိုစုရီတောင်းမင်းနေကြတာပေါ့ဒါပေမဲ့တဖြည်းဖြည်းကာလူရဲ့အိမ်မှာဆန်နေနဲ့ပဲတွေကုန်လာပါတယ်ကာလူနဲ့ဝဝတို့ကစဉ်းစားနေကြပါတော့တယ်အဲ့ဒီလိုနဲ့နေ့လေရောက်တော့ကိစ္စတစ်ခုဖြစ်လာပါတယ်အားလုံးကဖြစ်လိမ့်မယ်လို့မထင်တဲ့ကိစ္စတစ်ခုပေါ့အိုးဆရာကြီးဘလို့ဖြစ်လို့စင်ရဲသားအိမ်ကိုရောက်လာတာပါလဲအထဲဝင်မအောင်ဒီမှာထိုင်မအောင်တော်ပါတော့ နင်းအစကလေးကတော်တော်လေးလှုပ်ပြီးသွားပြီဒီမှာဖြစ်နေတာတွေအားလုံးကိုလည်းငါသိပြီးသွားပြီဒါပေမဲ့အားလုံးကစိတ်ပူစရာမလိုတော့ပါဘူးငါအမိတ်ပေးပြီးသွားပြီအခုအားလုံးအဆင်ပြေသွားမှာပါပြီးတော့နင့်ကိုဒီတော့အုပ်ရဲ့တကြီးအနေနဲ့ရွေးချယ်သွားမှာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးကျွန်တော်ဘာမှမလိုချင်ပါဘူးနင်းလိုမျိုးစိတ်ရင်းစေတနာရင်းနဲ့ဆင်းရဲတဲ့ငှက်တွေကိုကူညီပေးတဲ့သူမှတကြီးဖြစ်တိုက်တာပါ အခုတော့ကာလူတကြီးဖြစ်ဖို့ဘယ်သူမှမတားနိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့တောအုပ်ထဲကငှက်တွေအားလုံးကဝဝနဲ့ကာလူမှမှရှိလို့ပါ။ကာလူကြီးကကတောအုပ်ရဲ့တကြီးဖြစ်သွားပါတယ်။ပြီးတော့သူ့ရဲ့ဒုက္ခတွေအားလုံးလည်းပျောက်သွားပါတယ်။တောအုပ်ကငှက်တွေအားလုံးနဲ့အတူတူပျော့ပျော့ရွှင်ရွှင်နေသွားပါတယ်။ ဒီဇလန်လေးရဲ့အရင်ပိုင်းမှာကြည်လိုက်ရတာကတော့ကာလူကြီးကန်ကသူ့ရဲ့မိန်းမတင်နေကိုကလေးမမွေးနိုင်လို့ချိန်ဆနေတယ်။ပြီးတော့ဘလို့ကာလူကြီးကန်ကအေးအေးနဲ့မိင်္ဂလာဆောင်လိုက်တယ်။ပြီးတော့တနေ့မှာတနေ့ကြီးကန်လည်းအမေဖြစ်သွားတယ်။တွေ့လားအမတင်နေအမကိုလည်းဖျားသခင်ကကလေးပေးလိုက်ပြီ။အမအိမ်မြန်မြန်ပြန်ပြီးတော့ကာလူကြီးကန်ကိုပြောပြလိုက်။သူလည်းအရန်ကိုပြောသွားလိမ့်မယ်။ကြည်နေလိုက်ပြီးရင်သူလည်းအမကိုအရန်ခင်းဆိုင်ပေးလိမ့်မယ်။ညီမဝဝါရဲ့ ငါဒီနေ့ဘဝမှာအပျော်ရွှင်ရဆုံးပျော်ရွှင်မှုကိုရလိုက်တယ်တိလားမြမဘဝကာလူကြီးကငါ့ကိုကလေးမမွေးနိုင်အောင်လို့ပြောတော့ငါအရန်ကို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 တတ်တည်လိုက်ဖို့ပဲစဉ်းစားမိတာဒါပေမဲ့လည်းကိုကိုကိုတတ်တည်ဖို့တော့မလုပ်နိုင်ခဲ့ဘူးလေအဲ့လိုနဲ့ပဲညနေရောက်သွားတော့တယ်ဘဝစာကလေးနဲ့တင်းတင်းကြီးကန်းတို့ကအဲ့နေရာနဲ့ထွက်သွားလိုက်ပါတော့တယ်အေးအေးကြီးကန်းနဲ့ကာလူကြီးကန်းတို့လည်းအိမ်မှာရှိနေရပေါ့တင်းတင်းကြီးကန်းနဲ့အိမ်ကိုပြန်ရောက်သွားပါပြီကာလူ ငါ့ရဲ့ကာလူရေငါဒီနေ့အရန်ကိုပြောဆက်ကောင်းတဲ့သတင်းတစ်ခုရထားတယ်။ဘာဖြစ်လို့လဲ။အဲ့လောက်ထိအောင်ပြောနေတာနင်ချိပောက်သွားလို့လား။ကာလူရေငါအမေဖြစ်တော့မယ်။ငါလည်းဒီနေ့ပဲတိလိုက်ရတာ။ငါတို့ရဲ့အိမ်မှာလည်းဥတသေးလေးတွေရှိလာတော့မယ်။အဲ့ဒီဥတွေကနေချစ်ချာကောင်းတဲ့ကလေးတွေလည်းထွက်လာတော့မယ်။တကယ်လားတင်နေ။နင်တကယ်ပြောနေရလား။အဲ့တော့ငါလိန်ပြောနေရလို့နင်ထင်နေရလား။ကာလူငါနေ့ကိုချိန်ပြီးပြောတယ်။အေးအေးကြီးကန်းကဒီစကားတွေကိုကြားပြီးတော့ ဝမ်းနေသွားတော့တယ်ပြီးတော့လုံးဝတိတ်ဆိတ်သွားတယ်ကောင်းပြီတိတ်တိတ်နေကြတော့ငါအရင်အိတ်ချင်နေပြီငါ့ကိုအိတ်ဖို့ပေးတော့အဲ့လိုနဲ့ပဲညရောက်သွားပါတော့တယ်အားလုံးလည်းအိတ်ပြောက်သွားကြပါတယ်နောက်တည့်ရက်မှာတော့ကာလူကြီးကန်းကတင်းတင်းကြီးကန်းကိုပြောပါတယ်တင်းနေနေအိမ်မှာပဲနေတော့ဒီနေ့ကစပြီးနေ့ရက်စားစရာတွေကိုလည်းငါပဲယူလာခဲ့မယ်နေ့ငါရဲ့စားစရာတွေကိုယူလာပေးမှလားဒါမှမဟုတ်ရင်တင်းတင်းအတွက်ယူလာပေးမှလားအေးအေးအခုတင်းနေကအမေဖြစ်တော့မှလी तू อ่ะအဲ့လောက်ထိတော့ပြန်နိုင်မှာမဟုတ်တော့ဘူး။ယောက်ျားရဲ့နေစိတ်မှုဘူပါနဲ့နားတော်ဘဝစားစရာယူလာပေးလိမ့်မယ်။နင်ကနင်းအတွက်နဲ့အေးအေးအတွက်ပဲစားစရာယူလာခဲ့။ပြီးတော့အေးအေးကြီးကန်းနဲ့ကာလူကြီးကန်းတို့ကအဲ့ဒီနေရာကနေထွက်သွားလိုက်ပါတော့တယ်။သူတို့ကမြစ်ကန်းသားစီကိုရောက်သွားကြပါတယ်။အဲ့နေရာမှာဘဝစားကလေးနဲ့ထုထုခုကလေးတို့ကလည်းထိုင်နေကြတယ်။အကူကာလူရဲ့ဂုံယူပါတယ်။အမတ်တင်နေကအမေဖြစ်တော့မယ်။ငါတို့ဘာအတွက်နဲ့ဂုံယူစကားလာပြောနေရလဲ။ တင်းနေအောင်သွားပြီးဂုံပြူလိုက်ရိုင်းဆိုင်လိုက်တဲ့ကြီးကန်းမလေးငါတို့ကငတုံးမဟုတ်ဘူးငါတို့ကတခြားသူတရားရဲ့ပျော်ရွှင်မှုကိုလည်းငါတို့ရဲ့ပျော်ရွှင်မှုလိုပဲတတ်မှတ်တယ်တင်းနေကဥဥတော့မှနေကဘာလို့အဲ့လောက်ထိအောင်မနာလို့နေရတာလဲကာလူကြီးကန်းကတော့ပါဇက်ပိတ်နေခဲ့တယ်ပြီးတော့နေမင်္ဂလာဆောင်ထားရလဲရက်တွေကြာနေပြီလေနင့်ကိုကာလူကကလေးအတွက်နဲ့မင်္ဂလာဆောင်ခဲ့တာနင့်အခုထိတရင်ကောင်းမဲမပေးသေးဘူးနော်ညောင်လည်းဂုံပြူအောင်လို့မြင်မြန်တရင်ကောင်းလေးပေးတော့လीကာလူဟေးသွားကြမယ် တခြားနေရာသွားပြီးတော့ထိုင်ကြမယ်။ငါဒီငှက်တွေနဲ့အတူတူမထိုင်ချင်ဘူး။ပြီးတော့အေးအေးကကာလူကြီးကကိုခေါ်ပြီးတော့အဲ့ညာနဲ့ထွက်သွားလိုက်တယ်။အမတ်တင်နေရေဒီမှာစားဖို့ပြီးတော့နင်းစားစရာအတွက်ဘာမှစိတ်မပူနဲ့နော်။အကိုထူးထူးလည်းနင်းကိုစားစရာပေးလိုက်မယ်။ဟိုပါစားကလေးငါရဲ့ကောင်းလိုက်တဲ့တငယ်ချင်းတွေငါ့ကိုအဲ့လောက်ထိအောင်ခရူးဆိုင်ကြရင်အခုငါလဲတခုမဟုတ်တခုလောက်ရတော့မယ်တကယ်လို့ငါဟမ်းမဆောင်မင်းနေကာလူကဒီနေ့အောင်ချက်သွားလိုက်မယ် ပြီးတော့ငါနဲ့ဝေးသွားရလိမ့်မယ်။ငါလည်းအမေဖြစ်တော့မယ်ဆိုပြီးတော့ဟန်ဆောင်ရမယ်။နည်းနည်းဝေးဝေးမှာအစာယူဖို့သွားတဲ့ကာလူကြီးကန်ကအဲ့ဒီကိုပြန်ရောက်လာပါတယ်။သူ့ကိုတွေ့ပြီးတော့အေးအေးကြီးကန်ကကာလူကြီးကန်ကို ပြောပါတယ်။ကာလူရေငါဒီနေ့အန်ကျင်တယ်လို့ဖြစ်နေရဲ့။မနေ့ကတည်းကအဲ့လိုခံစားနေရတာ။အမေပြောဘူးတာကအဲ့လိုဖြစ်တယ်ဆိုရင်ပျော်ရွှင်မှုတွေရောက်လာလိမ့်မယ်တဲ့။အေးအေးနင်ပြောတာငါနားမလဲဘူး။ကာလူရေငါလည်းအမေဖြစ်တော့မယ်။ အခုရောနားလည်ပြီလားနားမလည်သေးဘူးလားတကယ်လားတကယ်ပဲလားအေးအေးအဲ့ဒါမှမဟုတ်ရင်ဘာဖြစ်ရမှာလဲအဲ့ဒါဆိုရင်ငါ့ရဲ့မိန်းမနှစ်ယောက်လုံးကအတူတူအမေဖြစ်တော့မယ်ပြီးတော့ငါတို့ရဲ့အိမ်မှာကလေးလေးနှစ်ယောက်ရှိတာတော့မယ်ပြန်ကြမယ်အခုတော့အိမ်ပြန်ကြမယ်ပြီးတော့သူတို့နှစ်ယောက်တော့အိမ်ကိုပြန်သွားကြပါတယ်ဟိုဝါစာကလေးကြီးနင်လည်းဒီမှာပဲဆိုရင်ကောင်းသွားတာပေါ့ဟိုဝါစာကလေးနဲ့တင်နေရင်အေးအေးလေးအမေဖြစ်တော့မယ်တဲ့ ဟုတ်လားဒါဆိုရင်အေးနဲ့အတူမြေကန်နာဘက်လာတော့ကဘာလို့မပြောပြရလဲအခုပဲသိရလေဒါဆိုလည်းနင်းကဂုံယူပါတယ်အေးအေးရေနင်းနဲ့ကလည်းချစ်ချစ်ခင်ခင်နေကြတာပေါ့ပြီးတော့ကိုယ့်ရဲ့ကလေးတွေကိုလည်းကောင်းကောင်းမွန်မွန်စောက်ရှောက်ကြတာပေါ့ပြီးတော့ဒီလိုနဲ့ပဲရက်တွေကုန်ဆုံးသွားပါတော့တယ်တကယ်မနဲ့ဆွဆောင်းမှာတော့တနင်္ဂနွေကလှပတဲ့ဥလေးတအုပ်ကိုဥလိုက်တယ် ဲ့ဒါကိုတွေ့ပြီးတော့ကာလူချင်းကန်ကတတော်ပြောနေရပေါ့တင်းနေအခုတော့ငါရဲ့အိမ်မက်တီးကအမှန်တကယ်ဖြစ်လာတော့မယ်ပြီးရင်ငါတို့ရဲ့အဲ့ဒီဥတွေကနေလှပတဲ့ကလေးလေးတစ်ကောင်ထွက်လာတော့မယ်ကာလူရဲ့ရဲ့အနေငယ်ကြာရင်ပေါ့ငါတို့လည်းအဲ့ဒီဥကနေငါတို့ကလေးလေးအပြင်ထွက်လာတော့မယ်အေးအေးကြီးကရဲ့ဟန်ဆောင်မှုကတော့ကောင်းကောင်းဝုံဝုံပဲဖြစ်နေသေးရပေါ့ဒါပေမဲ့အခုတော့အေးအေးကြီးကသူ့ရဲ့လိန်လယ်မှုတွေအမှန်ပေါ်လာတော့မှကိုစိတ်ညစ်နေရပေါ့ ူကအဲ့ဒါကိုစဉ်းစားနေရပေါ့ကာလူကြီးကန်ကအေးအေးကြီးကန်ကိုပြောလိုက်တယ်အေးအေးရေအခုချိန်ကြီးနေရဥမဥပေးသေးဘူးနော်ငါတို့ကလေးအတူတူဒီကဘာကြီးကိုရောက်လာရင်တက်ကောင်းမှာပဲငါခေါင်းကိုက်နေရဲ့ငါစကားတော့မပြောနိုင်ဘူးပြီးတော့ဘိုက်လည်းအရန်စားရဲငါတော့လာအောင်မယ်နော်မြောက်တော့စားစရာရှူလာခဲ့မယ်ပြီးတော့ကာလူကြီးကန်ကအဲ့ဒီကနေထွက်သွားလိုက်ပါတော့တယ်အေးအေး နင်းရဲ့ဘက်ကိုကြည့်ရတော့နင်းအမေဖြစ်နိုင်မယ်မထင်ဘူး။ငါကတော့နင်းလိမ်ပြောနေရလို့ပဲထင်တယ်။အဲ့ဒါကိုကြားပြီးတော့အေးအေးကလန့်သွားတာပေါ့။မမဟုတ်ဘူးမဟုတ်ဘူး။ငါလည်းနင်းရဲ့လေးရဲ့လောက်နေဥဥတော့မာ။နင်းလန့်သွားလား။ငါကဒီတိုင်းပဲနောက်လိုက်တာပါ။ညီမဝူဝါရေးငါတော့အေးအေးကိုလုံးဝနားမလည်နိုင်တော့ဘူး။နင်းနေညညအစားပဲစားနေရဲ့။ပြီးတော့ကျင်နေတော့မှဥတွေဥနေပြီ။ ူကအခုချိန်နေဥလည်းမဥသေးဘူးအကိုကြီးကဟိငါအမှန်တိုင်းပြောရရင်တော့နေ့ရဒုတိယမိန်းမရုပ်ကိုကြည့်ရတာနဲ့လိန်နေရထင်တာပဲငါထင်တာတော့သူကအမေဖြစ်မှာမဟုတ်တော့ဘူးသူလိန်ပြောနေတာဘာကြောင့်လဲဆိုတော့နေသူ့ကိုထားခဲ့ပြီးတော့တင်းတင်းကိုပဲဂယူးဆိုင်မှာစိုးလို့ညမဝဝကြီးငါတင်းတင်းပေါ့အမားတွေအများကြီးလောက်ခဲ့မိတယ်စားစရာတော့မှမယူလာပေးခဲ့ဘူးဒါပေမဲ့သူကအကုန်လုံးကိုသိခံပေးခဲ့တယ်အမှန်တိုင်းပြောရရင်တော့နောက်တစ်ခါမင်္ဂလာဆောင်ပြီးအမားကြီးလောက်ခဲ့မိပြီထင်တယ် အခုမှနောင်နာရလို့ဘာမှမထူတော့ဘူးဖြစ်ဖို့ရှိလို့ဖြစ်သွားတာပဲလေဒါပေမဲ့ငါအဲ့လောက်လေးတော့သိချင်တယ်အေးအေးကတကယ်ပဲအမေဖြစ်လာမှာလားဒါမှမဟုတ်ရင်လိန်နေရလားဒီစိတ်ကိုအေးအေးထားပါဒီနေ့ညနေကျရင်အမှန်ကဘာလဲဆိုတာငါနေ့ကိုသိအောင်လုပ်ပေးမယ်စားစရာတွေက ရှာပြီးသွားပြီလားဒါမှမဟုတ်အခုမှသွားရှာမှာလားငါဒီစပားနေနေတော့ရတယ်အခုငါအိမ်ပြန်တော့မှာဒါဆိုလဲသွားကြမယ်လေ ငါလည်းနင်းနဲ့အတူတူလိုက်ခဲ့မယ်။ပြီးတော့ဝဝဆာကလေးကကာလူကြီးကန်းနဲ့အတူတူကာလူကြီးကန်းရဲ့အိမ်ကိုလိုက်သွားပါတယ်။ယောက်ျားကြီးစားစရာတွေယူလာပြီလား။ငါတော်တော်လေးကိုပိုက်စားနေပြီ။ဥဥတော့မှာလား။အဲ့ဒါကြောင့်မလို့ဒီရက်အတော်အတွင်းပို့ပြီးတော့မှပိုက်စားလိမ့်မယ်။ညီမဝဝရေငါဒီနေ့တနေ့လုံးဥပမာပဲထိုင်နေလိုက်တယ်တကယ်လို့အဲ့လိုပဲဥပမာထိုင်နေလိုက်မယ်ဆိုရင်နောက်နေ့ရက်၄ရက်လောက်နေနေ့ရက်ဥတွေကနေကလေးလေးထွက်လာလိမ့်မယ် အေး၍ခဏလောက်ငါတို့နဲ့လိုက်ခဲ့မြို့ဆစ်ဆေးပေးရမယ်လို့အကူကလူကပြောလိုက်တယ်အဲ့ဒါဆိုရင်ဘယ်ဟုတ်သွားရမှာလဲဆရာဝန်စီပေါ့အဲ့ဒါမှမဟုတ်ရင်ဘယ်ဟုတ်သွားရမှာလဲဥကအဆင်ပြေရလားဆိုတာသူပဲပြပြနိုင်မိမယ်ဘဝစာကလေးကဘာလို့အဲ့လိုတွေပြောနေရလဲဆိုတာကိုတင်းတင်းနားလည်သွားပါတယ်ညမဘဝကြီးအဲ့ဒါကောင်းတယ်အေးကိုဆစ်ဆေးပေးလိုက်နော်အဲ့ဒါမှရိုးရိုးဥမာလာခွဲဆက်ရမှလားဆိုတာကိုသိရနိုင်မယ်။အေးအေးကတော့လုံးဝလန့်သွားတယ် ်အခုတော့သူလိမ်ပြောနေရဲဆိုတာပေါ်တော့မယ်ပြီးတော့ကားလူလည်းပြောတယ်သွားကြဆိုအေးရင်နေမြန်သွားကြရအောင်နောက်ကျနေပြီငါတို့မျက်နှာကြရင် ပြန်ရောက်မှရမယ်နေဘာလို့တိတ်ဆိတ်နေရလဲဘာလို့တခုံးမှမပြောရလဲအဲ့ဒီချိန်မှာပဲအေးအေးကအားရပါရငိုပါတော့တယ်အားလုံးကအေးအေးကိုဘာလို့ငိုရလဲဆိုပြီးတော့မေးကြတယ်။ကာလူရေငါအမေဖြစ်တော့မယ်ဆိုတာနင့်ကိုလိန်တာပါ ။နင်ငါ့ကိုထားခဲ့မှာကိုကြောက်လို့အခုတော့အားလုံးအကုန်လုံးအမှန်တိုင်းပဲပြောပြပါမယ်။ကာလူရေတကယ်တော့ငါ့ကိုနေရာဒုတိယမြောက်မင်္ဂလာဆောင်ခဲ့တယ်လို့ပဲငါလည်းနေ့ကိုဒုတိယကျိန်မင်္ဂလာဆောင်ခဲ့တာ။ငါကကလေးမမွေးနိုင်လို့ငါ့ရဲ့ပထမယောက်ျားငါ့ကိုထားခဲ့တာ။အဲ့ဒါကိုကြားပြီးတော့အားလုံးကအံ့အောင်သွားကြပါတော့တယ်။အခုတော့ကျေးဇူးပြုပြီးတော့ငါ့ကိုအိမ်ကနေမောင်မထုတ်ပါနဲ့နော်။အခုအဆပြီးတော့အမတင်နေတဲ့နေ့အတွက်စားစရာတွေယူလာပေးပါမယ်။ ငါအလုံးအကုန်လုပ်တတ်တယ်။ကာလူကသာအလုံးမလုပ်ခိုင်းလို့ပါ။ဒါရီအကုန်လုံးကနင့်မေလုပ်တာ။အခုတော့အေးအေးကိုဘာမှမပြောနဲ့။စပါးနှစ်စင်းနဲ့အမိုးတစ်ချက်အဲ့ဒါကလွဲပြီးတော့သူနင့်စီကဘာတောင်းမှမလို့လဲ။ပြီးတော့အဲ့လိုနဲ့ပဲကာလူလည်းသူ့ရဲ့အမားကိုတိသွားတော့တယ်။ရှက်နေငယ်ကြာပြီးတော့တင်းနေရဲ့ဥကနေကလေးလေးလေးထွက်လာပါတော့တယ်ပြီးတော့အေးအေးလေးသူတို့နဲ့အတူတူနေသွားပါတော့တယ်